အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ Cartoon ပုံမြင် Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီကနေ့ပရိသတ်တွေကိုတင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့ဖိဖိနဲ့သမီးလေးဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစစ်စစ်တင်ဆက်သူအန်နာပါစနေဟာစနေဟာရေထပါတော့စနေဟာရေနေဘယ်အချိန်ထိဒီပုံစံအတိုင်းအိမ်နေအောင်ပါလေအချိန်လေးပါလေကြည့်ပါဦးနေကြောင်းလေးသွားရအောင်မယ်မဟုတ်ဘူးလားအဲ့ဒါကြောင့်ငါနေ့အမြဲတမ်းပြောတယ်ညကျရင်ဆော့ဆော့စစ်စစ်အိတ်ပါဆိုနေမှ နေတ냐လုံးဖုန်းကြည့်နေမယ်ဆိုလို့ရှင်တော့ဒီပုံစံအတိုင်းဖြစ်မှာပဲလေတ냐လုံးဖုန်းနဲ့ဘာတွေကိုကြည့်နေရလဲအခုမနက်မောလင်းပြီဆိုလို့ရှင်တော့နှိုးလို့ကိုမရတော့ဘူးခဏနေပါအောင်ကွာမင်းကလေဘာတွေဖြစ်နေရလဲမနက်ဆော့ဆော့ဆီဆီငါ့ရဲ့တမီးလေးကိုဘာဖြစ်လို့ဒီလောက်တောင်မှအော်ဟစ်ဆူပူနေရတာလဲအခုလေတင်ဘယ်မနက်မောလင်းတာရှိသေးတယ်မင်းကငါ့ရဲ့တမီးလေးကိုအော်ဟစ်နေပြီဟုတ်တယ်ဖေဖေရဲ့မမေကလေနေ့စဉ်နေတိုင်းဒီပုံစံအတိုင်းပဲတိလားမနက်မောလင်းပြီဆိုရင်တော့တမီးကိုဆူပြီးညကျရင်တမီးရွှေရှင်ကြည့်နေလို့ပါ တရက်လုံးကတော့ရုပ်ရှင်ကြည့်ဖို့အတွက်အချိန်ကလည်းရှိတော့မဟုတ်ဘူးလေအဲ့ဒါကြောင့်ညဘက်ကျောင်းမှာပဲရုပ်ရှင်ကကြည့်ခွင့်ရတာအမေကအဲ့ဒါကိုလည်းပြဿနာတစ်ခုဖြစ်နေရဲ့လေဖဖေမမေကိုရှင်းပြပါဦးအမလီဟဲ့ငါနဲ့အော်ဟစ်ဖို့အတွက်အတော်လေးဝါသနာပါနေရဲ့အတိုင်းပါပဲငါစီမှာဘာအလုံးမှမရှိတော့ဘူးလားတမီးကိုပြောပြီးဆိုရင်တော့သူ့ရဲ့အဖေကရောက်လာတယ်အဖေကိုပြောပြီးဆိုရင်တော့တမီးကရောက်လာတယ်ရှင်းတမီးကိုရှင်ပဲဖြတ်စည်းထားလိုက်တော့ဒါပေါ့ကွာငါရဲ့တမီးလေးပါဆိုနေမှာငါပဲသူ့ကိုဖြတ်စည်းမှာပေါ့ ပြောဆိုပြီးနောက်မှာတော့စနေဟာရဲ့အမေကလည်းထွက်ခွာသွားခဲ့ပါတယ်။ဂျာနဲ့ပေပေတမီပြောနေတာကိုနားထောင်ပါအောင်။တမီအတွက်စိုက်ကယ်လေးတစ်စီးလောက်ဝယ်ပေးပါလား။တမီတငယ်ချင်းတွေနဲ့အတူတူစိုက်ကယ်စီးပြီးအပြင်သွားချင်လို့ပါ။တမီတငယ်ချင်းတွေအားလုံးရှိမှဘယ်သူရှိမှမစိုက်ကယ်လည်းရှိသေးတာမဟုတ်ဘူး။တမီရဲ့စိုက်ကယ်ကိုသာတွေးလိုက်ရရင်တော့အားလုံးမနာလို့ဖြစ်နေကြမှာကျင်းနေတယ်။ဒါပေါ့တမီလေးရဲ့တမီလေးစိုက်ကယ်လို့ခြင်းနဲ့ဆိုရင်တော့အဖေဝယ်ပေးလို့ရပါတယ်။တမီစိုက်ကယ်စီးနီးကိုတော့အရင်ဆုံးတင်ရှူရှလိုက်မယ်နော်။ အဒီတော်မှာငါ့ရဲ့တမီးလေးကလည်းစိုက်ကယ်စီးလို့တက်မှာတမီးလိုင်စင်လိုက်ဖြေရအောင်မယ်အဒီတော်မှာလမ်းပေါ်မှာတမီးစိုက်ကယ်မောင်းလို့ရမယ်သိပါရဲသိပါရဲအဖေရဲ့တမီးသိပါရဲလိုင်စင်အထွက်ကိုတော့အဖေပဲကြည့်လို့ပဲနော်တမီးတရက်နှစ်ရက်အတွင်းမှာတင်လိုက်မယ်အရင်ဆုံးတမီးကိုစိုက်ကယ်တစ်စီးဝယ်ပေးလိုက်လေကျွန်တော်ကတော့နောက်မှကြည့်လို့မယ်ဒါနဲ့မမေကိုဒီအကြောင်းတွေမပြောနိုင်အောင်နော်ထပ်ပြီးတော့ပြန်ဆော့လာနေအောင်မယ်တမီးမမေကိုစိုက်ကယ်ဝယ်ပေးပါဆိုပြီးတော့အကြိမ်ပေါင်းများစွာပြောပြီးသွားပြီမမေကတော့တမီးပြောတဲ့စကားတခေါင်းကမှနားမထောင်ခင်ဘူးလေ အရင်ဆုံးကြီးလာပါစေအောင်နဲ့တမိတလောက်တောင်မှကြီးနေပြီလေဖေဖေရဲ့နောက်ထပ်ဘလောက်တောင်မှဆက်ကြီးရအောင်မလဲအေးပါဝယ်ပေးပါမယ်ဆိုနေမှနောက်ထပ်ဘာတွေကိုလိုချင်သေးလဲပြောရပြီဖေဖေရဲ့နောက်ထပ်ဘာမှမလိုချင်တော့ဘူးအခုလောလောဆယ်အတွက်တော့တမိလိုချင်တဲ့စိုက်ကယ်လေးကိုပဲဝယ်ပေးလိုက်ပါနော်ဒါနဲ့ဖေဖေသွားတော့လေတမိပြေစင်ရအောင်မယ်ကြောင်းသွားဖို့အတွက်လည်းတော်တော်လေးကိုနောက်ကျနေပြီအေးအေးအေးဟုတ်ပြီဟုတ်ပြီတမိလေးရေဒါဆိုရင်တော့အဖေသွားတော့မယ်တမိလည်းပြင်ဆင်လိုက်အောင်တကယ်လို့တမိမပြီးဘူးဆိုလို့ရှင်တော့တမိရဲ့အမေခဏလေးထက်ရောက်လာလိမ့်မယ် ပြောဆိုပြီးနောက်ဖွားခင်ဖြစ်သူကလည်းအခန်းထဲကနေထွက်ခွာသွားပါရယ်။ခဏနေတော့စနေဟာပြင်ဆင်ပြီးမနက်စာစားဖို့အကြွထွက်လာခဲ့ပါရယ်။ဒါဘလို့ဖြစ်တာလဲမနက်စာကိုလည်းမပြင်ဆင်ထားဘူး။ပူကြအန်တီပူကြအန်တီရေဘာလို့နေရလဲအခုချိန်ထိကျမအတွက်မနက်စာကိုလည်းမပြင်ဆင်ပေးရသေးဘူးလားကျမကိုပဲအချိန်လောက်မနက်စာပြင်ဆင်ပေးပြီးကျမပဲအချိန်စားတော့ပြီးသွားရမလဲအေးပါတမီလေးရပြီးသွားပြီပြီးသွားပြီဒီနေ့အလောက်လာစင်တာနည်းနည်းလေးနောက်ကျသွားတာနဲ့မနက်စာလောက်တာကြာသွားတယ်တမီလေးရနေထိုင်လေးငါအခုချိန်ချင်းမနက်စာပြင်ဆင်ပေးမယ် ကောင်းပါပြီအတော်ရဲ့အတော်ကအမြဲတမ်းအကြောင်းပြချက်တစ်ခုမဟုတ်တစ်ခုပြနေရပဲနော်အန်တီတို့လိုမျိုးစင်းရဲသားတွေကအချင်ရဲ့တန်ဖိုးကိုဘယ်တော့မှနားလဲမှာမဟုတ်ဘူးအဲဒါကြောင့်အမြဲတမ်းစင်းရဲနေကြမှာကျမကိုမနှက်စောစစီစိတ်ပြောင်းလုံနေရပဲသမီးလေးရဲ့ဒါဘလို့ဖြစ်တာလဲအန်တီကိုဘာဖြစ်လို့အခုလိုမျိုးပြောနေရတာလဲမမေတို့အရင်ဆုံးပြောတို့ဘနဲ့ကြိမ်လောက်ရှင်းပြနေအောင်ပါလေအချိန်နဲ့မနှက်စာကိုပြင်ဆင်ပါဆိုနေမှဒါတော့မှစင်းရဲသားတွေကဒီအကြောင်းတွေကိုမသိကြဘူးသမင်းစားတောင်းနေတဲ့အချိန်ဆိုလို့ရှင်တော့သူတို့ကမြန်ဆန်းနေရပဲ အလောတစ်ခုခုခိုင်းလိုက်မယ်ဆိုလို့ရှိရင်တော့ကြာလိုက်တော့ပြီးကိုမပြီးတော့ဘူး။သမီးအန်တီကသမီးထက်အသက်အများကြီးကြီးတယ်။သမီးရဲ့ဘာဖြစ်လို့ဒီလိုစကားတွေကိုပြောနေရတာလဲ။သူဒီနေ့တရက်ထဲပဲနောက်ကျသွားတာလေ။ဒါတော့မှအလောအများကြီးပြောနေစရာလား။မမေရဲ့ကြောက်ပါတော့မမေလည်းတရက်သားနဲ့သမီးအချိန်နဲ့မစားဘူးဆိုလို့ရှိရင်တော့စားချင်စိတ်ပျောက်သွားတယ်။ဒါတော့မှအမေသမီးကိုပဲပြောနေရဲ့။ကဲကဲကဲထိုင်ထိုင်အမေကိုယ်တိုင်ထည့်ပေးမယ်။တော်ပြီသမီးမစားချင်တော့ဘူး။နက်ဖြန်ကြလို့ရှိရင်တော့ဖဖေးကိုပြောပြီးနောက်ထပ်အလောသမားအစ်တစ်ယောက်ထပ်ခန့်ထားလိုက်မယ်။ ဒီစင်ရဲသားတွေကိုကောင်းကောင်းသင်္ကန်းစာပေးမှဖြစ်မယ်ဒီလိုနဲ့စနေဟာကလည်းတောင်းကိုထွက်သွားခဲ့ပါတယ်ရဲအနေငယ်ကြသွားခဲ့ပြီးစနေဟာမွေးနေ့ပွဲရောက်ရှိလာခဲ့တဲ့အခါမှာသမိုင်းဖခင်ဖြစ်သူကစိုက်ကဲတစ်စီးဝယ်ပေးလိုက်ပါတော့တယ်စနေဟာကလည်းစိုက်ကဲရတာနဲ့ဝမ်းသာပျော်ရွှင်နေခဲ့ရပေါ့ဒီနောက်သမိုင်းစိုက်ကဲစီးတင်ခဲ့ပါတယ်သမိုင်းစိုက်ကဲစီးတင်တာခဏလေးပဲရှိပါသေးတယ်မတင်ယူချင်တော့တဲ့အတွက်အိမ်မှာပဲနေခဲ့ပါတယ်သူမကိုဟောက်ကိုယုံကြည်ချက်တွေပြင်ထန်နေခဲ့တဲ့အတွက်တရမှာတော့စိုက်ကဲယူပြီးလမ်းမကြီးအပေါ်ကိုထွက်သွားပါတယ် သူမကလမ်းပေါ်မှာစိုက်ကဲမောင်းနေတဲ့လူတယောက်ကိုလည်းဖျက်တိုက်မိသွားခဲ့ပါတော့တယ်။ကားအက်ဆီဒန့်ဖြစ်သွားတာကိုတွေ့ခဲ့ရတဲ့အခါမှာလူတွေဝိုင်းအောင်ပြေးလာကြည့်ခဲ့ကြပါတယ်။စနေဟာကိုပဲသူမမတွေ့ခင်မှာပဲသူမအမြန်ဆုံးစိုက်ကဲမောင်းထွက်ပြေးလာခဲ့လိုက်ပါတယ်။ဒါတွေအားလုံးဖြစ်ဖြတ်သွားခဲ့တဲ့အခါမှာသူမအတော်လေးကြောက်လန့်သွားခဲ့ပါတယ်။ဘာကြင်ဖြစ်သူကလည်းသူ့တမီးလေးရဲ့အခြေအနေကိုတွေ့လိုက်ကြတဲ့တခုမဟုတ်တခုဖြစ်လာတဲ့ဆိုတော့ကိုကျင်းဒီတဘောပေါက်နားလေသွားပါတယ်။ဘာကြင်ဖြစ်သူကမေးမြန်းနေခဲ့တဲ့အခါမှာတမီးလေးကအားလုံးပြောပြလိုက်ပါတယ်။ ကြည်နောင်စနေဟာရဲ့ဖခင်ဖြစ်သူကဇယုံကိုလိုက်ရှိသွားခဲ့ပြီးတရားရရှိသွားတဲ့သူကိုဈေးဘဝကပေးလိုက်ပါတယ်။ဒီလောက်ထိကိစ္စတွေဖြစ်ပြီးသွားရတာမှသူမစိုက်ကယ်ယူပြီးထပ်သွားနေခဲ့ပြန်ပါတယ်။မမေတမီးစိုက်ကယ်စီးပြီးတော့အပြင်ဝတ်သွားအောင်မယ်။ခဏခဏဖုန်းဆက်မနေနဲ့နော်။ပြန်လာတာနောက်ကြလိမ့်မယ်။ပြီးတော့တမီးကကလေးငယ်လေးတယောက်လည်းမဟုတ်ဘူး။အမေနောက်ကနေဖုန်းတစ်ခွန်ခွန်လိုက်ဆက်နေရအောင်မကြိုက်ဘူး။သမီးကိုဟောက်ကိုဂယူးဆိုင်နိုင်ပါတယ်။ငါနဲ့ကိုဖုန်းဆက်တယ်ဆိုတာကစိတ်ပူလို့လေသမီးရဲ့ တမီးနေငါ့ကိုပြောသွားမယ်ဆိုရင်တော့ငါလည်းစိတ်ပူเสียမှာမလို့တော့ဘူးဟုတ်တယ်ဖဖေကိုပြောသွားပါရဲအမေကိုပြောဖို့အတွက်ပဲမေ့သွားတာမမေကလည်းမေးစရာရှိတယ်ဆိုရင်တော့ဖဖေကိုမေးလိုက်ပါရောလားတမီးကိုခဏခဏဖုန်းဆက်မနေနဲ့တမီးဒီနေ့နောက်ကြမယ်ဆိုတဲ့အကြောင်းအမေကိုတခါတည်းပြောပြီးတော့သွားနေရနော်အဲ့ဒါကြောင့်ဒီနေ့တမီးကိုလုံးဝဖုန်းဆက်နဲ့အေးပါသွားသွားနေစိတ်ပါတဲ့အချိန်ကြမှာပြန်လာခဲ့နင်းကိုငါဘာမှမေးနေမှာမဟုတ်ဘူးကောင်းတယ်အမေကောင်းတယ်အရင်နေ့မှစင်ဟာဆိုင်ကယ်ယူပြီးအပြင်ကိုထွက်သွားခဲ့ပါတယ် မနက်မိုးလင်းကနေညမိုးချုပ်သွားခဲ့ပေမဲ့သူမအိမ်ကိုပြန်မလာခဲ့ပါဘူးအိမ်ကိုသူမပြန်လည်မရောက်ရှိလာခဲ့တဲ့အခါမှာမိဘတွေကလည်းစွန့်ရင်ပူပန်နေခဲ့ကြပါပြီသူမကိုဖုန်းခေါ်နေခဲ့ကြပေမဲ့သူမဖုန်းမကင်ခဲ့ပါဘူးရှင်ကြောင်နဲ့သူတလောက်ကြောင်မှပြက်စီးသွားခဲ့ရတာကျမပြောတဲ့စကားကိုစွန့်တော့သူဘယ်တော့မှနားထောင်တာလည်းမဟုတ်ဘူးရှင်လည်းသူ့ကိုဘာမှမပြောဘူးအခုအဲ့ဒီအတွက်ဘာတွေကိုဖြစ်နေလဲဆိုတာကိုရှင်တွေ့ရမလားညမိုးချုံနေပြီသူကျမတို့ကိုဖုန်းလည်းတစ်ချက်မဆက်တလို့မျိုးအိမ်ကိုလည်းပြန်မလာသေးဘူး ဘာလို့မလဲကျမတို့ဘာလို့ကြမလဲပြောလေပါဇက်ပိတ်ပြီးထိုင်နေရုံနဲ့ကိစ္စတွေအကုန်လုံးဖြည့်ရှင်းပြီးသားဖြစ်မသွားဘူးနော်တို့အရင်တုန်းကတခါမှအလောက်ထိနောက်မကြဘူးပါဘူးဒီနေ့ဘာဖြစ်လို့ဒီလောက်ကြာမှနောက်ကျနေလဲငါလည်းဘယ်မှာသွားလိုက်ရှာမလဲငါ့ရဲ့ဖုန်းကိုလည်းသူမကိုင်းဘူးအိုဖီးယားသခင်ကျွန်တော်ရဲ့တမီးလေးကိုကူညီခဲ့တင်ပေးပါရှင်သာပထမတည်းကသူ့ကိုစုံးမမယ်ဆိုရင်တော့ဒီလိုနဲ့ရောက်လာစရာကိုမလိုဘူးဟုတ်ပါတယ်ဟုတ်ပါတယ်ငါမှားမှန်းသိပါတယ်ဖီးယားသခင်ဒီနေ့တည့်ရပဲသူကောင်းကောင်းနဲ့အိမ်ကိုပြောင်းလာပါစေသူ့ကိုကောင်းကောင်းရှင်းပြလိုက်မယ် ဖယားသခင်တခုခုကူညီပါဦး။သူတို့စကားပြောနေခဲ့တဲ့အချိန်မှာပဲဖုန်းမြည်လာခဲ့တဲ့အတွက်စနေဟာရဲ့ဖခင်ဖုန်းကင်လိုက်ပါတယ်။ဖုန်းစကားပြောပြီးနောက်မှာတော့ဖခင်ဖြစ်သူအရန်ကိုကြောင်းလန့်သွားခဲ့ပြီးဖုန်းချခဲ့ပါတယ်။တာကိုတွေ့ကြရတဲ့အခါမှာမိခင်ဖြစ်သူကလည်းစိုးရင်သွားပါတယ်။ဖခင်ဖြစ်သူကတော့အတန်အောင်မထွက်လာတော့ပါဘူး။ငါရဲ့တမီလေးလွန်ခဲ့တဲ့တနာရီလောက်ကျောင်းကပဲကအက်ဆီဒန့်ဖြစ်ပြီးတော့ဆေးရုံကိုတင်ထားတယ်တဲ့ဆေးရုံကနေဖုန်းဆက်လာခဲ့တော့"အိုဖေယောသခင်ဘာဖြစ်သွားတာလဲဒါဘလို့ဖြစ်တာလဲကျမတို့တမီလေးဘာတွေဖြစ်ကုန်ပြီလဲမသိပါဘူး" သူတို့စေယံကိုလိုက်သွားတဲ့အခါမှာတော့သူတို့သမီးလေးရဲ့ခြေထောက်တစ်ဖက်နဲ့လက်တစ်ဖက်ကျုံးနေခဲ့ပြီးခေါင်းမှလည်းပတ်တီးစီးထားတာကိုတွေ့ခဲ့ရပါတယ်။ဒါကိုတွေ့ခဲ့ရတဲ့အခါမှာစနေဟာရဲ့မိခင်ဖြစ်သူငိုနေခဲ့ပါတယ်။ခဏအကြာအပြင်မှာဆောင်းဆိုင်ပြီးနောက်မှာတော့သူတို့သမီးလေးနဲ့တွေ့ခွင့်ပေးခဲ့ပါတယ်။သမီးလေးရဲ့အခြေအနေကိုတွေ့လိုက်တာနဲ့မိခင်ဖြစ်သူကလည်းငိုနေခဲ့ပါတယ်။ဖခင်ဖြစ်သူကလည်းအဝေးကနေသမီးလေးရဲ့အခြေအနေကိုကြည့်နေခဲ့ပြီးတော့သူ့ကိုယ်သူအပြစ်တင်နေခဲ့ပါတယ်။ခဏနေတော့ဆရာဝန်တွေရောက်ရှိလာခဲ့ပါတယ်။ သူ့ကိုအချိန်မီအမျိုးသမီးတယောက်ဇယုံကိုခေါ်လာခဲ့ပြီးလို့ကြော်သေးတယ်။နောက်ကျသွားလို့ရှင်တော့ပိုဆိုးသွားနိုင်တယ်။တွေးရတယ်အများကြီးဆုံးရှုံးသွားတဲ့အတွက်အဲ့ဒီအမျိုးသမီးကပဲသူ့ကိုတွေးလှူပေးခဲ့အောင်။အဲ့ဒီအမျိုးသမီးကဘယ်သူများလဲ။သူကခမရုံးနဲ့ရင်းနှီးတယ်ထင်တယ်။သူ့ကိုကျင်းသေးပါအောင်ကျေးဇူးတင်စကားပြောလိုက်အောင်နော်။ဒီနေ့ခင်မလူတယောက်ကတခြားသူတယောက်အတွက်ဒီလောက်ထိမလုပ်ပေးကြတော့ဘူးလေ။အက်ဆီဒန့်ဖြစ်နေတာကိုတွေးပြီးဆိုတာနဲ့လူတွေကမရှုပ်ချင်လို့ထွက်ပြေးသွားကြတဲ့သူတွေကြီးပဲ။ဇယုံကိုခေါ်လာပြီးတွေးတွင်းပေးရဲဆိုတာကတော့တော်တော်လေးကိုရှားပါးတဲ့အခြေအနေပါ။ ဟုတ်ကဲ့ဟုတ်ကဲ့ဒါနဲ့အဲ့ဒီအမျိုးသမီးဘဲမလဲသူထွက်သွားပြီလားဟုတ်ကဲ့သူဘိနအခန်းမှာအနားယူနေပါတယ်သူကသွေးအများကြီးလှူထားတာဆိုတော့အနားယူရမယ်လေဒီနောက်မှာနှစ်ယောက်သားကလည်းအဲ့ဒီအမျိုးသမီးစီကိုတွားခဲ့ပါတယ်ဒါဘလို့ဖြစ်တာလဲနင်လားနင်ရငါသမီးလေးရဲ့အသက်ကိုကဲတင်ပေးခဲ့တယ်ဟုတ်ကဲ့ကျမပါကျမလည်းအဲ့ဒီလမ်းကနေဖြတ်သွားနေတဲ့အချိန်မှာစနေဟာအက်ဆီဒန့်ဖြစ်တာကိုတွေ့ခဲ့ရတယ်သွေးတွေကလည်းအများကြီးပဲသူ့ကိုဘယ်သူမှစိတ်ယုံကိုလည်းမပို့ပေးကြဘူး အဲ့ဒါကြောင့်ကျမခေါ်လာခဲ့ပေးလိုက်ကြပါသွေးလူအန်နေတဲ့အချိန်မှာကျမတို့ရဲ့သွေးအုပ်စုကလည်းတူနေရနဲ့ကျမသွေးလှူပေးလိုက်ကြပါဒီစကားကိုကြားခဲ့ရတဲ့အခါမှာနှစ်ယောက်သားကျေးဇူးတင်ခဲ့ကြပါတယ်သူတို့ရဲ့တမီးလေးရှိကိုလည်းပြန်လာခဲ့လိုက်ကြပါတယ်တတိယလောက်ခဲ့ပြီးရနောက်မှာတော့သူမရဲ့အသက်ကိုကယ်တင်ပေးခဲ့တာသူမရဲ့အိမ်မှာအလုံးလုံးနေတဲ့အလုံးသမားဆိုတာကိုတည်သွားတဲ့အခါမှာတော့နောင်တရသွားခဲ့ပါတယ်စနေဟာလမ်းရှောင်းနိုင်မှာဆိုပေမဲ့အရင်လိုမျိုးပြေလွားခုံပေါက်စိုက်ကဲမောင်းလို့တော့မရတော့ပါဘူးဒီစကားကိုကြားခဲ့ရတဲ့အခါမှာဖခင်ဖြစ်သူကလည်းလန့်သွားပါတယ် ူသမီးလေးရဲ့အခြေအနေကိုတွေ့ခဲ့ရတဲ့အခါမှာဝမ်းနည်းနေခဲ့ပါတယ်စနေဟာကတော့ဝမ်းနဲ့သွားခဲ့ပေမဲ့သူမလုံခဲ့တဲ့အပြစ်တွေပဲဖြစ်တဲ့အတွက်တိတ်တိတ်လေးလက်ခံလိုက်ပါရယ်။အဲဒီချိန်ကစပြီးသူမအားလုံးနဲ့ကောင်းကောင်းဆက်ဆံစကားပြောဆိုခဲ့ပါတော့ရယ်။သူမိဘတွေပြောတဲ့စကားတိုင်းကိုလည်းသူမနားထောင်ခဲ့ပါရယ်။နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့စင်ရဲသောရီရဲ့အင်ကာ TV ဆိုတဲ့ပုံမြင်ပဲဖြစ်ပါရယ်။ဘီဂျူးဆိုတဲ့သူကတော့ကာမောင်သမားတို့ဖြစ်ပြီးသူရဲ့အမျိုးသမီးကတော့တခြားသူတွေရဲ့အိမ်မှာတန့်ရှင်းလိုက်လုပ်ပေးပါရယ်။ ။ပြီးကျူးမှာ၆နှစ်အရွယ်သားလေးတယောက်ရှိပြီးသူကအစိုးရအကြောင်းမှပညာသင်ယူနေပါရီ။ငါတို့နှစ်ယောက်ပတ်စံရှာနိုင်တဲ့အတွက်ကြောင့်မလို့အိမ်ရဲ့လိုအပ်ချက်တွေကတော့ပြီးပြည့်စုံနေရပဲ။ဘယ်လိုမဆိုငါတို့အရာအားလုံးဖြည့်ဆည်းပေးနိုင်တယ်။ဟုတ်တယ်နော်။ကျမတို့နှစ်ယောက်လုံးရှာနေလို့ကြော်သေးရပါ့။ဟုတ်တယ်ဟုတ်တယ် ငါတို့သားလေးသားပညာတတ်တယောက်ဖြစ်သွားမယ်ဆိုရင်တော့အလောက်ကောင်ကောင်းကောင်းတစ်ခုလည်းရှာနိုင်တော့မှာငါတို့တစ်ခါပိုကောင်းတဲ့ဘဝတစ်ခုကိုလည်းသူရှင်းသန်နေထိုင်နိုင်လိမ့်မယ်။နှစ်ယောက်သားကပတ်စံနည်းနည်းလေးနဲ့နေထိုင်နေရတာကိုလည်းပြောရွှေဝမ်းသာနေခဲ့ကြပါရဲ့။ဘီဂျူကမနဲ့အစောကြီးကောင်းမောင်းထွက်သွားခဲ့ပါရဲ့။လလီတာကလည်းသူ့ရဲ့သားလေးကိုကြောင်ပို့ပြီးနောက်မှာတော့အလောက်ကိုထွက်သွားပါရဲ့။လလီတာရေငါပိုက်စာနေပြီငါ့ကိုထမင်းပေးလိုက်တော့ငါသွားရအောင်မယ်လေ။လာပါပြီရှင်လာပါပြီကျမအခုလာခင်မယ်နော်။ ဒီဘက်ကတော့လေအခုချိန်ထိချမလာသေးဘူးသူចောင်းသွားဖို့အတွက်လည်းပြင်ဆင်ရအောင်မဟုတ်ရှင်သားလေးကိုတော့နှိုးလိုက်အောင်တော့ဖားခင်ဖြစ်သူကသူ့သားလေးကိုတော့နှိုးနေနေခေါင်းကိုကိုင်ကြည့်ခဲ့တဲ့အခါမှာသူကိုရီအရန်ပူနေတယ်อืมဟုတ်တယ်သူတော်တော်လေးကိုကိုပူနေရပဲသူနေမကောင်းဖြစ်နေတယ်ကျမဘယ်လိုမျိုးအလုပ်သွားရမလဲဒီနေ့အလုပ်သွားဖို့အတွက်အရန်အရေးကြီးတယ်တထင်းမကဒီနေ့ကျမကိုဆော့ဆော့လာပါဆိုပြီးတော့လေပြောထားတယ်တထင်းမကိုဖုန်းဆက်ပြီးတော့ခွင့်တိုင်လိုက်တော့လလီတာကလည်းသူ့ရဲ့တထင်းမကိုဖုန်းဆက်လိုက်ပါတယ် တထင်းမဒီနေ့ကျမသားလေးနေမကောင်းဖြစ်နေလို့ကျမခွင့်ရှူလို့ရမလားခွင့်လို့ခြင်းနဲ့ဆိုလို့ရှင်တော့နေတခါရဲပတ်စံတွက်လိုက်တော့ငါပတ်စံရှင်းပေးလိုက်မယ်နောက်နေ့ကစပြီးအလုပ်လာစီရမလို့တော့ဘူးဒီနေ့နေအလုပ်ကိုလာဖို့အတွက်အရေးကြီးတယ်လို့ပြောထားတယ်လေနေကြတော့မအကြောင်းပြချက်တွေပေးနေသေးတယ်ဟုတ်လားမဟုတ်တော့ကျမအလုပ်ကိုလာခဲ့ပါမယ်ရှင်သူ့ကိုအိမ်မှာကျမတယောက်တည်းဘလို့ထားခဲ့ရမလဲဒီနေ့သူ့ကိုအတူတူခေါ်သွားလိုက်လေလလီတာကသူ့သားလေးကိုအတူတူခေါ်သွားလိုက်ပါတယ် တထင်းမဂျာကကျမရဲ့သားလေးပါသူနေမကောင်းဖြစ်နေလို့ဆေးတိုက်ပြီးအိမ်ကိုခေါ်လာခဲ့တာကြောင်းလည်းမသွားရဘူးအိမ်မှာသူ့ကိုကြည့်မဲ့သူကလည်းဘယ်သူမှမရှိဘူးလေအဲ့ဒါကြောင့်ကျမသူ့ကိုဒီကိုခေါ်လာခဲ့လိုက်တာပါကျမသူ့ကိုဆေးတိုက်ထားတာဆိုတော့သူဘသူ့ကိုမှအနှောက်ရှက်လိုက်ပြီးမှလည်းမဟုတ်ဘူးကောင်းပြီလေသူ့ကိုအပြင်မှာထိုင်ခိုင်းထားလိုက်နင်ကတော့လုံးစရာရှိတာတော့လို့ဒီနေ့အိမ်မှာအဲ့တယ်တွေလာကြလိမ့်မယ်ဟုတ်ကဲ့ကောင်းပါပြီတထင်းမကြီးဒီဘက်ကတော့ဧကန်ထဲမှာသွားထိုင်နေခဲ့ပါလေ အဲ့ကံနဲ့မှာတထေမရဲ့ငါနဲ့အရွယ်သမီးလေးကတော့သူတို့အိမ်က smart tv နဲ့ tv ဖွင့်ကြည့်နေခဲ့ပါတယ်ဒီပတ်ကလည်းကာတွန်းထိုင်ကြည့်နေခဲ့ရပေါ့ကာတွန်းကကြည့်ခဲ့ရတဲ့အခါမှာဒီပတ်လည်းဝမ်းသာပျော်ရွှင်သွားခဲ့ပါတယ်သူနေမကောင်းဖြစ်နေတယ်ဆိုတော့ကိုတော်မသူမေ့သွားခဲ့ပါတယ်ကဲလာသားလေးရေအမေတို့အိမ်ကိုပြန်ကြမယ်အလုပ်ပြီးသွားပြီမေမေသားခဏလေး tv ထပ်ကြည့်ချင်တယ်ကဲသားလေးရေမလုပ်ပါနဲ့တထေမစိတ်ဆိုးသွားလိမ့်မယ်ဒီပတ်ကလည်းသူ့အမေနဲ့အတူတူပြန်သွားခဲ့ပါတယ်ဒါပေမဲ့သူကတော့ tv ကိုပဲစတိုက်ကြည့်နေခင်မိပါတယ် လလီတာကသူ့ရဲ့သားလေးကိုဆွဲလိုက်ပါတယ်။သားရီအိမ်ပြန်မယ်လေ။မမေတာတို့အိမ်မှာဘာဖြစ်လို့ TV မရှိရလဲ။သားလည်း TV ကြည့်ချင်တယ်။သားလေးရဲ့အမေတို့ရှိမှအဲ့လောက်ထိပတ်စံမရှိပါဘူး။သားလေးအတွက် TV လည်းမဝယ်ပေးနိုင်ဘူး။သားလေးရဲ့အဖေနဲ့အမေရှာနေတဲ့ပတ်စံဆိုလို့ရှင်တော့အမေတို့စားတော့ဖို့အတွက်ပဲရှိတော့။သားလေးပညာရေးကိုပဲအယုံဆိုင်နော်။နှစ်ရက်ကြာမြင့်သွားခဲ့တဲ့အခါမှာတော့ဒီဘက်ကလည်းအကြောင်းပြန်သွားခဲ့ပါတယ်။ဒါနဲ့ဒီတစ်ခေါက်ထွက်တဲ့ကားကိုမင်းကြည့်ပြီးသွားပြီလား။တော်တော်လေးကိုကောင်းတဲ့ရုပ်ရှင်ပဲ။မင်းကဘမကြည့်တာလဲ။ ိမ်မကြည့်တာလေငါတို့အိမ်မှာ TV ရှိတယ်ငါတို့အားလုံး TV နဲ့ပဲကြည့်ကြတာငါတို့ရုပ်ရှင်ကြည့်တယ်ခလေးတွေနဲ့ပတ်သက်တဲ့ show ပွဲတွေလည်းကြည့်တယ်ဒါပေမဲ့ငါတို့အိမ်မှာ TV မရှိဘူးဘာပြောရဲမင်းတို့အိမ်မှာ TV မရှိဘူးဟုတ်လားဒီစကားကိုပြောပြီးတော့တငယ်ချင်းဖြစ်သူကရှိမောနေခဲ့ပါတယ်အခုလိုမျိုးအစော်ကားခံခဲ့ရတဲ့အတွက်ဒီပါကာရောဝါနဲ့သွားခဲ့ပါရင်မင်းအဖေကိုမင်းပြောကြည့်လိုက်လေမင်းတို့ကလည်း TV ဝယ်ပေးမှာပေါ့ကွာကောင်းပြီလေဒီနေ့ငါအဖေနဲ့ငါစကားပြောကြည့်လိုက်ပါဦးမယ်ညနေခင်းသူအိမ်ကိုပြန်လာခဲ့တဲ့အခါမှာတော့အိမ်စာမလုပ်ချင်ခဲ့ပါဘူး ဘလို့ဖြစ်တာလဲ။ဒါရဲ့စကောကောင်းကောင်းလို့လေ။မမေအိမ်မှာ TV တလုံးလောက်လိုချင်တယ်။နင်ကအဲ့ဒီ TV ကိုဘာလို့မလို့လဲ။သားတကယ်ချင်းတွေအကောင်လုံးရဲ့အိမ်မှာ TV ရှိတယ်သူတို့က TV နဲ့ရုပ်ရှင်ကြည့်ရယ်ကာတွန်းကြည့်ရယ်ခလေးတွေနဲ့ပတ်သက်တဲ့ show ပွဲတွေကိုလည်းကြည့်ရယ်တဲ့မမေသားလည်း TV ကြည့်ချင်တယ်သားလည်းရယ်ကိုယ့်ရဲ့ပညာရေးအတွက်ကိုပဲစဉ်းစားစမ်းပါသားလည်းပညာသင်ပြီးသွားတဲ့အခါကျရင်တော့တခုတ်ခုတ်ဖြစ်အောင်လုပ်သားရဲ့ကိုပိုင်းရှာလို့ရတဲ့ပတ်စံနဲ့သားကိုယ်တိုင်ပဲ TV တစ်လုံးကိုဝယ်လိုက်တော့လေအဖေတို့ကတော့အဲ့လောက်ထိပတ်စံမရှာနိုင်ဘူးသားရဲ့ တားရဲ့အမေနဲ့အဖေနှစ်ယောက်စလုံးဘလောက်တောင်မှစူးစမ်းရုံးကန်နေရလဲဆိုတာကိုသိလားအဖေတို့စူးစမ်းနေတဲ့အရာအလုံးကငါရဲ့တားလေးအတွက်ပဲငါရဲ့တားလေးတရကြရင်ပြောင်းပြောင်းရင်ရောင်းနေနိုင်ဖို့ပညာတတ်တယောက်ဖြစ်ဖို့ကြောအဖေတို့ဘက်ကနေစွမ်းကုန်စူးစမ်းပေးနေတာအဖေတို့ရဲ့ပြုစုပြောထောင်ပေးမှုမှာဘာလို့အချက်တစ်ခုမှမရှိစေရဘူးရှိပါတယ်အဖေရဲ့ဘာဖြစ်လို့မရှိရမှာလဲကဲပြောစမ်းငါတို့ကဘာရင်းများလို့အချက်လုံးမိသွားပြီလဲတီဗီလေတီဗီမရှိဘူးစာပဲလုံနေရမှာလားအိမ်မှာကျွန်တော်လည်းပျော်ပျော်ရွှင်ရွှင်နေကြနေသေးတယ် ိမ်မှာကျွန်တော်ကိုဖျော်ဖြေပေးဖို့အတွက်ဘာမှမရှိဘူး။နည်းနည်းပါးပါးစိတ်အပြောင်းလဲဖြစ်အောင်လို့ TV ကလည်းကြည့်ကျင်သေးရပေါ့။ဘီဂျူးနဲ့လလီတာတို့နှစ်ယောက်လုံးကလည်းသူတို့သားလေးရဲ့စကားကြောင်းစိတ်ပြတ်ဝမ်းနေတော့ခဲ့ပါရဲ့။သူတို့ရှိမှပတ်စံအများကြီးမရှိပါဘူး။အေးပါအေးပါခဏလေးထပ်ဆောင်လိုက်။မင်းလို့ကျင်တဲ့ TV မင်းရသွားလိမ့်မယ်။ရှင်ဘယ်ကနေပြီးတော့ TV ကိုဝယ်มาလဲตาလေးကိုပြောလိုက်တယ်ဆိုပေမဲ့ရှင်မှာပတ်စံလည်းမရှိဘူးလေအဒီ TV ကဘလောက်တောင်မှဈေးများလိုက်တယ်လဲရှင်ဒါဆိုရင်တော့ငါကြည့်ပြီးတော့လှုပ်လိုက်မယ်တူတော်လေးရဲ့စနားတွေကိုဖြည့်ဆည်းပေးခြင်းနဲ့အတွက်ဘီဂျူးကလည်းနောက်နေ့ showroom ကိုသွားလိုက်ပါတယ် ခမည်းဘာများလို့ခြင်းလို့လဲကျွန်တော် TV ဝယ်ခြင်းလို့လာခဲ့ရပါကဲကဲကဲဟုတ်ပြီဟုတ်ပြီဒီမှာ TV တွေအများကြီးပဲရှိတယ်ဒီ TV ကတော့2000သူ့မှာ function မျိုးစုံပါဝင်နေဒီဘက်က TV ဆိုလို့ရှိရင်တော့9000ခမည်းဖုန်းနဲ့လည်းချိတ်ဆက်ပြီးအသုံးပြုလို့ရတယ်ဂိမ်းလည်းကောင်းကောင်းဆော့လို့ရတယ်ဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်ကိုဈေးအတက်အသအဆုံး TV ကိုပဲပြသပေးပါဒါကတော့အားလုံးထဲမှာဈေးအပေါ်ဆုံးပဲတပေါင်းခွဲပဲကြမယ်။ဒါနဲ့ပတ်စံကိုကျွန်တော်ကတခါတည်းခြေရမှာလား။ อืมမလို့ပါဘူးခမရအရေးကြားနေလေဝယ်လို့ရတယ်ကောင်းပြီကောင်းပြီဒါဆိုရင်တော့ကျွန်တော်မနှက်ဖြန်ကြရင်ပြန်လာခင်မယ်ကျောဆိုပြီးနောက်မှာတော့သူကလည်းအိမ်ကိုပြန်လာခဲ့လာပြီပါတယ်သူကပထမဦးဆုံးငွေသွင်းဖို့အတွက်တောင်မှပတ်စံမရှိပါဘူးဘလို့ဖြစ်တာလဲရှင် TV ကိုကြည်လာခဲ့လာကြည်လာခဲ့တယ်အရန်ကိုဈေးများတယ်ပထမဦးဆုံးဝယ်တဲ့အချိန်မှာ6000သွင်းရမယ်တဲ့နောက်တလချင်းစီမှာနည်းနည်းချင်းစီဖဲ့သွင်းသွားလို့ရတယ်ဒီလောက်ထိများတဲ့ပတ်စံဘယ်ရနေပြီးရရမှာလဲရှင် မင်းရဲ့တထင်းမစီကနေပြီးတော့နှစ်လောက်စာငွေကြိုတင်ပြီးတော့တောင်းလိုက်ပါလားဒါဆိုလို့ရှင်တော့ငါတို့စီမငွေ6000လောက်ကတော့ရသွားမှာပဲလေကောင်းပြီလေကောင်းပြီကောင်းပြီဒါဆိုရင်တော့မနေ့ဖြန်ကျွန်မအလုပ်ကိုသွားတဲ့အခါကျရင်တော့ကျွန်မတထင်းမနဲ့စကားပြောကြည့်လိုက်မယ်နော်နောက်နေ့ရောက်တော့ခဲ့တဲ့အခါမှာမိခင်ဖြစ်သူကလည်းသူရဲ့တထင်းမနဲ့စကားပြောကြည့်လိုက်ပါတယ်ဟုတ်ခိုးလေတထင်းမတထင်းမကြီးအေးအေးအေးပြောပြောပါလေကျွန်မရဲ့ဒါလေးနေမကောင်းဖြစ်နေရဆိုတော့သူ့ကိုဆေးကုသပေးနေရင်းနဲ့ပဲဆက်ဆံတွေအများကြီးကုံသွားခဲ့ရလို့ပါရှင် အိမ်မှာအသုံးစရိတ်သုံးဆွဲဖို့အတွက်ပတ်စံကမရှိတော့ဘူး။ခင်နိုင်မယ်ဆိုရင်တော့ကျမကိုနှစ်လစာလောက်ကြိုးထုတ်ပေးထားလို့ရလား။နင်ကလဆင်လာတိုင်းပရက်ကလည်းလိုချင်သေးတယ်။အနာကလည်းယူချင်သေးတယ်။အခုပတ်စံကိုတော့မှကြိုးထုတ်ချင်နေသေးတယ်ဟုတ်လား။နင်ကနှစ်လစာကြိုးပြီးတော့မထုတ်ပေးနိုင်ဘူး။ငါနင်ကိုတစ်လစာတော့ကြိုးထုတ်ပေးလိုက်မယ်။နင်းကိုပေးရကားလွဲပြီးတော့ငါ့မှာတခြားအသုံးစရိတ်တွေအများကြီးသုံးဆွဲရသေးတယ်လျှော့ဒီမှာယူထား။နောက်လာကြရင်တော့နင်းတရမခွင့်ယူဖို့အတွက်မစင်စားထားနဲ့တော့ငါနဲ့ကိုလုံးဝခွင့်မပေးနိုင်ဘူး။ တထိုင်မောင်စီကပတ်စံရှုပ်ပြီးနောက်မှာတော့လလီသားကလည်းအင်ကိုပြန်လာခဲ့တာ ਈ ပါတယ်ဘလို့လဲပတ်စံတွေဘာတွေအဆင်ပြေခဲ့ရလားမင်းစီစဉ်နိုင်လားအင်းအဆင်ပြေခဲ့ပါတယ်တထိုင်မောင်ကကျမကိုတလားစာငွေကြိုထောက်ပေးလိုက်တယ်တလားစာပဲရခဲ့တယ်ငါတို့ကတော့တလားစာနဲ့မရဘူးဝိမရဲ့နှစ်လားစာနဲ့မရမှာ၃ထောင်နဲ့ဘာမှလုံးမရဘူး၆ရှိမှရမှာဘာလို့ရမလဲရှင်ဘလို့များတဲ့ပတ်စံတွေကိုကျမဘယ်ရနေပြီးရောရှာလာခဲ့ရမှာလဲငါစီမှာအကြံတစ်ခုတော့ရှိတယ်ဘလို့အကြံမျိုးလည်းမသိဘူးမင်းဒီပတ်စံတွေကိုတန်းထားလိုက်တော့ ငါမနက်ပိုင်းကားမောင်းပြီးတော့ညပိုင်းလည်းကားမောင်းမယ်။ဒါဆိုရင်တော့တလအတွင်းငါတို့မှငွေ6000ရသွားလိမ့်မယ်။ရှင်ညဘက်မအိပ်ပဲနဲ့အလုံးလုံးနေမယ်ဆိုရင်တော့ရှင်ရဲ့ကျမ်းမာကြီးချူချလာမှာပေါ့။အော်မိမရဲ့ငါသားလေးလိုချင်လို့တောင်းဆိုထားတဲ့အရာကိုငါတို့ဖြည့်ဆည်းပေးရမှာပေါ့။ဒီလောက်တော့လောက်ရလိမ့်မယ်။ငါတို့အခုချိန်မှာသူ့ကိုမလုပ်ပေးထားဘူးဆိုရင်တော့ကြီးလာတဲ့အခါကျရင်အပြစ်တင်နေလိုက်မယ်။ဘာမှလည်းအရန်ကြီးစွဲမနေပါနဲ့ကွာ။ငါညနေခင်းအိမ်ကိုပြန်လာပြီးတော့ခဏလေးအနားရှုလို့ရတာပဲ။ ခဏလောက်အနားယူပြီးတော့မှညပိုင်းပြန်ထွက်မယ်ပြန်ထွက်ပြီးတော့အလုပ်လုပ်မယ်ညဘက်ဆိုလို့ရှင်တော့ပတ်စံကနေခင်းထပ်ပို့ရတယ်လေပတ်စံပို့ပြီးတော့ရှာနိုင်သွားလိမ့်မယ်ဒါဘောဒါဘောဟုတ်တယ်ဟုတ်တယ်ရှင်ပြောတော့ကောင်းတော့လေကောင်းပါတယ်ဒီလိုနဲ့ပဲဘီဂျူကတော့နောက်နေ့မနက်အစောကြီးကောင်းမောင်းထွက်ရင်ညနေပင်းဆိုရင်တော့သူအိမ်ကိုပြန်လာပြီးခဏအနားယူပါတယ်ထမင်းစားတော့ပြီးသွားတဲ့နောက်မှာတော့ညပိုင်းတစ်ခေါက်ပြန်လဲပြီးအပြင်ကိုထွာသွားခဲ့ပါတယ်။ညပိုင်းအပြင်ထွာအလောက်တော့တဲ့အကျွတ်ခရီးသွားတွေရှိကနေပတ်စံလဲပို့ရပါတယ်။အလောက်တွေအများကြီးလောက်ပြီးတော့ ပတ်ဆိုင်ရှာနေခဲ့တဲ့အတွက်ဗီဂျူညာကောင်းကောင်းမအေးရပါဘူးသူနေမကောင်းဖြစ်သွားခဲ့ပါတယ်ဒါပေမဲ့သူ့သားလေးရဲ့တောင်းဆိုမှုတွေကိုဖြည့်ဆည်းပေးဖို့အတွက်သူကအလုပ်ကိုကြိုးစားလုပ်ခဲ့ပါတယ်တလားကြမှာပဲသူကလိုအပ်နေတဲ့ပတ်စံကိုစစောင်းရရှိသွားခဲ့ပါပြီ။ကဲရော့ဒီမောင်ကတလားလုံးရှာထားတဲ့ပတ်စံ၃ချောင်း။ကျမရဲ့ပတ်စံ၃ချောင်းကိုထည့်ပေါင်းလိုက်မယ်ဆိုရင်တော့၆ချောင်း။အခုကျမတို့သားလေးအကျွတ် TV တွားဝယ်ပေးလို့ရပြီနော်။နောက်နေ့မှနှစ်ယောက်သား TV show room ကိုထွက်လာခဲ့ကြပါရစေ။ကဲအကိုရေကျွန်တော်တို့ကိုဈေးပေါ်ဆုံး TV ပြပအောင်။ဒီမှာဈေးပေါ်ဆုံး TV ခမရတို့တကယ်အရန်ကန်ကောင်းနေအခုအချိန်မှာ short စီချထားတဲ့အချိန်လေးဒီတစ်ခေါက်လာဝဲတဲ့အတွက်ခမရတို့ short စီလည်းရလိမ့်မယ်သူရဲ့စကားကိုကြားခဲ့ရတဲ့အခါမှာတော့နှစ်ယောက်သားဝမ်းတော့ပြောရွှင်သွားခဲ့ကြပါရဲ့ခမရတို့အခုအရင်ဆုံးငွေ၄000ကိုသွင်းပြီးတော့နောက်တစ်လချင်းစီမှာ2000စီသွင်းသွားလို့ရတယ်ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဒီ TV ကိုအမြန်ဆုံးပဲကျွန်တော်တို့ကိုထည့်ပေးလိုက်တော့ခမရတို့အိမ်လေးစာကျွန်တော်တို့ကိုပေးသွားလိုက်လေအိမ်အထီးလိုက်ပို့ပေးလိုက်မယ်ခမရတို့အိမ်မှာတခါတည်းတက်ဆင်ပေးအောင်ပါနှစ်ယောက်သားကလည်း TV ဝယ်ပြီးအိမ်ကိုပြန်လာခဲ့လိုက်ကြပါရဲ့ အချိန်ခဏအတွင်းမှာပဲဆိုင်ကနေပြီးတော့ TV ကိုသူတို့အိမ်ကိုပို့ဆောင်ပေးလိုက်ပါတယ်။ TV အိမ်ကို ရောက်ရှိလာခဲ့ပါပြီ။အယောင်ဝန်ထမ်းတွေကလည်း TV ကိုတေချာတက်ဆင်ပေးခဲ့ကြပါတယ်။အိမ်မှာ TV ရောက်လာတဲ့ဆိုတာနဲ့ဒါလေးကတော့ရန်ကိုဝမ်းသာပျော်ရွှင်နေခဲ့ပါပြီ။ကောင်းလိုက်တာကောင်းလိုက်တာဒါတို့အိမ်မှာလည်း TV ရောက်လာပြီ TV ရောက်လာပြီ TV အရန်ကိုလာတယ်။ဒါလည်း TV ကြည့်မယ်ဒါလည်း TV ကြည့်ခွင့်ရတော့မယ်။ကာတွန်းကြည့်မယ်ခလေးနဲ့ပတ်သက်တဲ့အစီအစဉ်တွေကြည့်မယ်ရုပ်ရှင်ကြည့်လို့ရပြီ။တငယ်ချင်းတွေကိုလည်းပြန်ပြောပြလို့ရတယ်။ တာကဒီ TV နဲ့ဂိမ်းလဲဆော့မယ်ပြောစရာကောင်းတယ်ဟေးပြောလိုက်တာပြောလိုက်တာတာဖြစ်သူအရန်ကိုဝမ်းတော့ပြောရွှင်နေရကိုတွေ့ကြရတဲ့အခါမှာတော့မိဘတွေကလည်းပြောရွှင်နေကြကြပါတယ်နောက်ဆုံးမှာတော့သူ့သားလေးလိုချင်နေတဲ့ TV ကိုသူတို့ဝယ်ပေးနိုင်သွားခဲ့ပြီမဟုတ်လားတာလီရဲ့စနားတွေကိုဖြည့်ဆည်းပေးနိုင်ခဲ့တဲ့မိဘနှစ်ပါးရဲ့ပြောရွှင်မှုကတော့အဆုံးမတတ်နိုင်တော့ပါဘူးဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်